ရဲ့ဘယ်လိုသူ့ပါဗျာတရားကျင့်တဲ့နေရာမှာအတရားဘုံ၄ပါးလေကတရားထိုင်ရတော့ဈဉ္ဉံဆောက်ပြီးတရားမှတ်တာနိဗ္ဗာန်ရောက်ရောက်ပြီရှင်ပါဗျာဒီကမ္ဘာရဲ့ဈဉ္ဉံလျှောက်နိဗ္ဗာန်လိုချင်တယ်ထင်တယ်ဟုတ်လားရောက်ပါတယ်ဒီကမ္ဘာကြီးရှုပါနော်ဈဉ္ဉံလျှောက်လို့ရဗုဒ္ဓမြတ်စွာမကန့်ကွက်ပါဘူးလျှောင်းထိုင်ရသွား၄ပါးအရိယာ မိမိတို့တရားအားထုတ်တော့မဆိုရင်ပေါ့လေမိမိတို့နေတတ်ရအရိယာပုံနဲ့တရားထိုင်ခွင့်ရှိပါတယ်။ဒါပေမဲ့တရားစားထိုင်မဲ့လူကိုအိပ်ပြီးထိုင်ခိုင်းရင်အစိုးရအိပ်ပျော်သွားမှာပေါ့။ဟုတ်တယ်မလား။ဒါကြောင့်မို့ပထမဦးဆုံးတရားထိုင်မဲ့ပုဂ္ဂိုလ်တို့အကောင်းဆုံးအရိယာပုဂ္ဂိုလ်တော့ဗုဒ္ဓကအဲပလင်ကံအဘုဇိတ်တော်နော်တင်မလင်ခွေဥဆုံးကာယံပဏိဒါယခါဖြောက်နော်အဲ့လိုဗုဒ္ဓကတတိမုခံထပိတော် တတိကိုဖြစ်စေရမယ်လို့ဗုဒ္ဓပြောတဲ့အတွက်ထိုင်ပြီးတော့တရားအထုတ်တာကအကောင်းဆုံးအရိယာပုတ်လို့မှတ်ဟုတ်ပြီနော်ပြီးမှညောင်းလို့ရှိရင်စဉ်းကြံလျှောက်ပြီးရှုမယ်အာတခါညောင်းရင်ပြန်ထိုင်မယ်တအားညောင်းရင်လှဲလိုက်မယ်တတိကအဓိကကြတာပေါ့ဒါကြောင့်ဒကမကြီးအဲ့လိုတရားရှုရင်လည်းစဉ်းကြံသွားရင်လည်းမကြသွားနိုင်တာပေါ့ဒါကြောင့်မို့ဒကမကြီးမိကုန်မှာစဉ်းကြံသွားရင်လည်းအဲအရိယာဖြစ်နိုင်ပါတယ်နော်